မင်္ဂလာပါခင်ဗျာနောက်ဆုံးရကမ္ဘာသတင်းတွေကိုကျွန်တော်ဆိုင်းခင်တွေကတင်ဆက်သွားမှာဖြစ်ပါတယ်ဘယ်ငင်းငင်းရေးသဘောတူညီချက်မှာမဆိုယူကရိန်းကိုနေတို့အဖွဲ့ဝင်ဖြစ်ခွင့်မပေးရေးအာမခံချက်တောင်းခံသွားမှာဖြစ်တယ်လို့ရုရှားနိုင်ငံရဲ့ဒုဝန်ကြီးကပြောပါတယ်ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်ပူတင်နဲ့ဆွေးနွေးမှာဖြစ်ပြီးတော့မြေကိစ္စညှိနှိုင်းမှုရှိတယ်လို့ထရန့်ကပြောပါတယ်အမေရိကန်တို့ပြင်သစ်ပြည်သူတွေလက်ဆောင်ပေးခဲ့တဲ့လေဘာဒီရုပ်ထုကြီးပြန်ပေးဖို့ ပြင်သစ်လွတ်တော်မှတူကတောင်းဆိုလိုက်ပါတယ်။ဘယ်ငြိမ်းချမ်းရေးသဘောတူညီချက်မှမဆိုယူကရိန်းကိုနေတို့အဖွဲ့ဝင်ဖြစ်ခွင့်မပေးရင်းနဲ့ဗမ်မလိုက်နိုင်ငံဖြစ်ဆက်ရှိနေရေးဆိုတဲ့အာမခံချက်တောင်းခံသွားမှာဖြစ်တယ်လို့ရုရှားနိုင်ငံရေးဒုဝန်ကြီးကပြောကြားလိုက်ပါတယ်။သောတူညီချက်မှာဒီချက်ကိုတမ်မနီလို့ခိုင်မာတဲ့အာမခံချက်ဖြစ်တောင်းဆိုသွားမှာဖြစ်ပါတယ်လို့ဒုဝန်ကြီးအလက်ဇန္ဒားဂလတ်ကိုကရုရှားသတင်းဌာန ISVASHA ကိုပြောကြားခဲ့ပါတယ်။ ဒီအာမခံကြရဲ့ဒစိမ့်တေဒါအနေနဲ့ယူကရိန်းဟာဗမ်မလိုက်အဆင့်တန်းနဲ့နေရမှာဖြစ်ပြီးတော့နေတော့မှမိတ်ထဲဝင်ရောက်ဖို့ကိုညှင်းပယ်ရမှာဖြစ်တယ်လို့ဆိုပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့ယူကရိန်းကိစ္စမဆွေးနွေးမီဒီမှတ်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်ကယူကရိန်းဘက်ကလက်ခံလိုက်တဲ့ရက်30အပြည့်ရဲ့အစီအစဉ်ကိုပူတင်ကပါလက်ခံလောင်ညှိနှိုင်းဖို့ရှိနေပါတယ်။ပူတင်ကလည်းအပြည့်ရဲ့ကိုထောက်ခံတယ်လို့ပြောနေပေမဲ့ငြိမ်းချမ်းရေးအတွက်တော့တင်းမာတဲ့ရည်ရည်ချက်တွေချပြခဲ့ပါတယ်။ အပြစ်ရဲ့ရေးကိုဘလို့စောင့်ကြည့်မလဲဆိုတာနဲ့အရှိတ်ဆင့်မျက်နှာတစ်လျှောက်ဘလို့ထိကျုံမလဲဆိုတာပူတင်ကမေးခွန်းထုတ်ထားပါတယ်ယူကရိန်းသမ္မတဗလိုဒီမာဇလန်စကီကတော့ပူတင်ဟာချက်ချင်းအပြစ်ရဲ့ရေးဖြစ်လာဖို့တန်တမာရေးအထောက်အမှုတွေကိုတမင်အနှောက်ယှက်ပြုနေတာလို့စွပ်စွဲထားပါတယ်ရုရှားနဲ့ယူကရိန်းလေကြောင်းတိုက်ပွဲတွေအကြီးကျယ်ဖြစ်ပွားနေစေဖြစ်ပါတယ်ရုရှားကတ်စ်ဒေတာနယ်မြေအများပြားကိုယူကရိန်းတပ်တွေလက်ကနေရုရှားတပ်တွေကပြန်သိမ်းနိုင်ပြီဖြစ်တယ်လို့ယူကရိန်းတပ်တွေအသေးအံဆုတ်ခွာလာရတယ်လို့သတင်းတွေကဖော်ပြပါတယ် အချိန်ရသွားတဲ့ရုရှားတပ်တွေဟာကတ်ဒေတာနဲ့ကက်လျက်ယူကရိန်းမြောက်ပိုင်းကစူမီဒေတာကိုပါကျူးကျော်ဖို့ကြိုးစားနေတယ်လို့ယူကရိန်းဘက်ကထုတ်ပြန်ပါတယ်။အပြည့်အပြည့်ငင်းငယ်ရွတ်ဖြေချမယ်ပုံစံကတော့ရုရှားသိမ်းထားတဲ့ယူကရိန်းနယ်မြေတွေအရေးဖြစ်ပါတယ်။ရုရှားဟာယူကရိန်းနယ်မြေ၅ဘုံတစ်ဘုံအထိထိန်းချုပ်ထားတာဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်ယူကရိန်းဆက်ဆက်သတင်းတွေကိုဆက်လက်တင်ဆက်ပေးပါမယ်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်ရုရှားသမ္မတဗလာဒီမာပူတင်နဲ့မလ16ရက်နေ့မှာဆွေးနွေးမှာဖြစ်ပြီးတော့မြေကိစ္စဒါဝေးဆက်ုံကိစ္စတွေညှိနှိုင်းဖို့ရှိတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကပြောကြားပါတယ် See if we have something to announce maybe by Tuesday. I'll be speaking to President Putin on Tuesday. Florida ကနေအင်ဂျီရိုကိုအပြန်မလ16ရက်နေ့ညပိုင်း Air Force 1လေယာဉ်ပေါ်မှာ Trump ကသတင်းထုတ်တွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။ဒီစစ်ပွဲကိုအဆုံးသတ်နိုင်မလားဆိုတာကြည့်ကြတာပေါ့။ အဆုံးသတ်ခြင်းလည်းတတ်မယ်တတ်ခြင်းမှလည်းတတ်နိုင်မယ်ဒါပေမဲ့ခွင့်ရေးကောင်းတွေရှိနေပါတယ်လို့ထရန့်ကပြောပါတယ်အပြစ်ရဲ့ရေးအတွက်ဘလို့လိုက်လျောမှုတွေထည့်သွင်းစဉ်းစားရမလဲဆိုတဲ့မေးခွန်းကိုတော့ထရန့်ကမြေချောင်းကျုပ်တို့တွေပြောကြမယ်ဒါဘေးဆက်ဝင်တွေကြောင့်ပြောကြအောင်ဖြစ်ပါတယ်လို့ပြန်ဖြေခဲ့ပါတယ်ယူကရိန်းရောရုရှားနှစ်ဖက်စလုံးနဲ့အများကြီးဆွေးနွေးပြီးသားပါတချို့ပိုင်ဆိုင်မှုတွေကိုခိုးဝေဖို့ပါပြောဆိုပြီးပါပြီလို့ထရန့်ကဆက်ပြောခဲ့ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဖလော်ရီဒါပြည်နယ်မာလာကိုအိမ်တော်ကနေ ် F41 နဲ့အင်မီရိုကိုပြန်လာတာဖြစ်ပါတယ်။ဒီလေးပေါ်မှာသူနဲ့တူအစိုးရအကျိုးထိရောက်မှုဌာနအကြီးအကဲ Elon Musk နဲ့သားငယ်ဖြစ်သူ SHL12 ပါလိုက်ပါလာတာကိုလည်းတွေ့ရပါတယ်။ Musk သားဖာဟာ Trump နောက်ကနေလိုက်ဆင်လာခဲ့တာဖြစ်ပြီးတော့ Cadillac One လို့ခေါ်တဲ့သမရစီးတော်ရင်မှာလည်းတစည်းတဲ့အတူလိုက်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ။အမေရိကန်ကိုပြင်သစ်ပြည်သူတွေက လီဘာတီရုပ်ထုကြီးလက်ဆောင်ပေးခဲ့ရတဲ့အကြောင်းရင်းဖြစ်တဲ့တံမိုးထားမှုတွေအမေရိကန်မှာမရှိတော့ဘူးဆိုရင်ဒီရုပ်ထုကြီးကိုပြန်ပေးဖို့ပြင်သစ်နိုင်ငံကဥရောပပါလီမန်လွှတ်တော်အမတ်တို့ကတောင်းဆိုလိုက်ပါတယ်။နိုင်တဲ့စီနင်ပြည်သူတွေဘက်ကရက်ဖို့ရွေးချယ်လိုက်တဲ့အမေရိကန်တွေတိတ်ပန်ဆိုင်ရာလွတ်လပ်ခွင့်တောင်းဆိုတဲ့သုတေသနပညာရှင်တွေကိုဖြုတ်ပစ်ခဲ့တဲ့အမေရိကန်တွေကိုကျုပ်တို့ပြောချင်တာကတော့လီဘာတီရုပ်ထုကြီးကျုပ်တို့ကိုပြန်ပေးပါလို့လွှတ်တော်မတ်ရာဖေးဂလတ်စမန်ကပြောကြားခဲ့ပါတယ်။1986ခုနှစ်မှာ နယူးယောက်မြို့နယူးယောက်စိတ်ကန်းလေဘာဒီကျောမှာစတင်ထားရှိခဲ့တဲ့လေဘာဒီရုပ်ထုဟာဂန်ဝင်သစ်အမှုပညာလက်ရာရုပ်ထုကြီးဖြစ်ပါတယ်။ကျင်းဒီနဲ့ကွတ်ထားတဲ့ဒီရုပ်ထုကြီးကိုပြင်သစ်ပြည်သူတွေကအမေရိကန်အတွက်လက်ဆောင်အနေနဲ့ပေးခဲ့တာဖြစ်ပါတယ်။ပြင်သစ်ဘိသူကပညာရှင် Friedrich Augustus Vardoldi ကဒီဇိုင်းရေးဆွဲပေးခဲ့ပြီးတော့ Eiffel မြော်စင်စောက်ခဲ့တဲ့ Gustav Eiffel ကတတ်ထုဖရိန်ကိုတိဆောက်ပေးခဲ့တာဖြစ်ပါတယ်။1886မှာကြာရောက်မဲ့ အမေရိကန်လွတ်လပ်ရေးနှစ်တရာပြည့်အထိမ်းအမှတ်အဖြစ်သာမကဘဲနဲ့အမေရိကန်ရဲ့ဒီမိုကရေစီရဲ့မစုံမနစ်စ조사မှုနဲ့ကျွန်စနစ်ဖျက်သိမ်းနိုင်မှုကိုဂုံပြူတဲ့အနေနဲ့ဒီရုပ်ထုကြီးဖန်ပြီးပြီးတော့လက်ဆောင်ပေးဖို့ပြင်သစ်သမိုင်းပညာရှင်ကျွန်စနစ်ဖျက်သိမ်းရေးဝါဒီအက်ဒဝတ်ဒီလာဘူးလေးကစတင်အဆိုပြုခဲ့တာဖြစ်ပါတယ်ယူကရိန်းဘက်ကထောက်ခံသူဖြစ်ထင်ရှားတဲ့လွှတ်တော်မဲ့ဂလတ်စမန်ကတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်စစ်ပွဲနဲ့ပတ်သက်တဲ့မူဝါဒအပြောင်းအလဲကိုပြင်းပြထန်ထန်ဝေဖန်သူလည်းဖြစ်ပါတယ်အမေရိကန်သုတေသနအဖွဲ့အစည်းရဲ့ပေါ် အစိုးရရံမုံမွေဖျက်တောက်တာကိုလည်း Glassman ကဝေဖန်ထားပါတယ်။လက်ရှိမှာပြင်သစ်အစိုးရဟာအဲ့ဒီဖျက်တောက်မှုကြောင့်အပြုတ်ခံရတဲ့ပညာရှင်တို့ပြင်သစ်မှာလာလှုပ်လှုပ်ဖို့ဆွဲဆောင်ထားပါတယ်။အမေရိကန်တွေကိုကျိုးတို့ပြောကျင်တဲ့ဒုတိယအချက်ကတော့ခမားတို့ရဲ့အတော်ဆုံးသုတေသနပညာရှင်တွေကိုဖျောက်ကျင်နေဆိုရင်တို့လွတ်လပ်မှုနဲ့တီထွင်ဆန်းသစ်မှုကနေတို့ရဲ့တန်တရားတွေနဲ့သုတေသနတွေကနေခမားတို့နိုင်ငံကိုကမ္ဘာဥဆောင်နိုင်ငံကြီးဖြစ်လာအောင်လှုပ်ပေးခဲ့တဲ့သူတွေအကုန်လုံးကိုဖျောက်ပြစ်ချင်နေဆိုရင်လေကျိုးတို့က သူတို့တွေကိုကြိုးစားတောင်းမှဖြစ်ပါတယ်လို့ Glassman ကပြောကြားခဲ့ပါတယ်ခင်ဗျာတရားရုံးရဲ့တားမြစ်မိန့်ကိုဖီဆန်ပြီးတော့လူသောကိုင်းတစ်ခုနဲ့ပတ်သက်တယ်ဆိုတော့ဗီနီဇိုလာနိုင်ငံသား200ကိုထရန့်အစိုးရကနိုင်ငံတွင်းကနေနှင်ထုတ်လိုက်ပါတယ်ဒါပြင်တရားသူကြီးတို့မှဒီလိုတားပိုင်ခွင့်အာဏာမရှိဘူးလို့ပါအေဘီရောကကြေညာချက်ထုတ်ခဲ့ပါတယ်ပြန်ပေးဆွဲမှုချင်းချောက်ဝင်းညှင်းမှု ကျေးစားလူသတ်မှုတွေနဲ့ချိတ်ဆက်မှုရှိနေတဲ့ Trendy Aragua ဂိုင်းရဲ့ဂိုင်းဝင်လို့စွပ်စွဲခံထားသူ200ကျော်ကို Trump ကနှစ်ပေါင်း200ကျော်ရှိပြီဖြစ်တဲ့နိုင်ငံသားရန်သူများအုပ်ပဒေကိုတုံးပြီးတော့နှင်ထုတ်ခဲ့တာဖြစ်ပါတယ်။ဒီလိုလူတွေကို El Salvador နိုင်ငံကနမ်ဘီဇိုးနဲ့ကြော်ကြားတဲ့အကျဉ်းထောင်ကြီးကိုပို့ဆောင်လိုက်တာလည်းဖြစ်ပါတယ်။တရားသူကြီး James Bush Bush က Trump အနေနဲ့ဒီဥတွေရဲ့စစ်ကာလအတွင်းမှာပဲကျင့်သုံးရတဲ့အခွင့်အာဏာကိုအတုံးမပြုတ်ဖို့အတွက်ဆက်လျက်ကြပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ 1998ခုနှစ်ကလေးကပြဋ္ဌာန်းခဲ့တဲ့ဒီဥပဒေမှာဂျန်လိုတဲ့ဆောင်ရွက်ချက်တွေဆိုတာဟာအခြားနိုင်ငံတနိုင်ငံကစစ်ပွဲဆင်နွှဲတာနဲ့အလားတန်တူတဲ့ကိစ္စမျိုးကိုသာရည်ညွှန်းတာဖြစ်တဲ့အတွက်ဒီကိစ္စမှာတုံးလို့မရဘူးလို့တရားသူကြီးကကောက်ချက်ချပါတယ်။အင်မီရောပြန်ကြားရေးအတွင်းဝင်ကာရိုလင်းလီဗစ်ကတော့ဒီတရားဥပဒေမှာဥပဒေအကြောင်းရင်းခံမရှိတဲ့အပြင်သမ္မတတယောက်ကနိုင်ငံသားရေးကိစ္စတွေဘယ်လိုဆောင်ရွက်ရမလဲဆိုတာပြည်ထောင်စုတရားဥပဒေမှာရေပုံရအပြင်စီရင်ပိုင်ခွင့်မရှိဘူးလို့တုံ့ပြန်ပါတယ်။ အခုလောက်ရမှာပြည်နေနံခံရသူတွေအပြစ်ရှိမရှိဆိုတာထက်အမေရိကန်အခြေခံဥပဒေရဲ့အပြန်အလှန်ထိန်းချုပ်မှုစနစ်နဲ့တရားစီရင်မှန်တိုင်းရဲ့လွတ်လပ်မှုကိုစိန်ခေါ်လိုက်တာပဲလို့ဥပဒေရေးပညာရှင်တွေကတုံ့တက်ပါတယ်။ရွှေပြောင်းတွေကိုဒီဥပဒေရတည်သွားတဲ့ဘေးလင်းမဆိုအမေရိကန်ကိုပြန်လှည့်ဖို့ပါတရားသူကြီးကအမိန်ပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအယ်ဆာဗေရိုတမရနာယစ်ဘာဂီလီကတော့လူမှုကွန်ရက်မှာအဲ့ဒီသတင်းကိုပြန်မျှဝေခဲ့ပြီးတော့နောက်ကျသွားပြီလို့မျက်ရည်ထွက်အောင်ရေနေတဲ့ပုံအီမိုဂျီပါတုံးပြီးတော့တုံ့ပြန်ခဲ့ပါတယ်။ ဲ့ဒီ post ကိုပဲအမေရိကန်နိုင်ငံရဲ့ဝန်ကြီးမာကိုရူဘီယိုကပြန်မျှဝေခဲ့ပြီးတော့ကူညီမှုနဲ့မိဖက်ဖြစ်မှုအတွက်ကျေးဇူးတင်တယ်လို့ပါပြန်ရေးခဲ့ပါတယ်။ဗင်နီဇိုလားလူသောခိုင်းဝင်လို့စွစွခံရသူ238ဦးကိုလူ၄000အထိအကျဉ်းချနိုင်တဲ့အေယာမထောင်ကြီးထဲမှာလက်ခံထားပြီးဖြစ်တယ်လို့လည်းဘာဂီလီကအတည်ပြုပါတယ်။တနစ်စာချုပ်နဲ့ထားရှိတာဖြစ်ပြီးတော့တက်တန်းတိုးနိုင်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ ုန်စည်းစပွဲကြောင့်ဒီနှစ်မှာယူရို1ဘီလီယံအထိဝင်ငွေ ရောကျနိုင်တယ်လို့ဂျာမနီကားကုမ္ပဏီ BMW ကခန့်မှန်းလိုက်ပါတယ်။အမေရိကန်ရဲ့ဥရောပသမဂ္ဂကြားကုန်သွယ်ရေးပြဿနာမှာ BMW ဟာပြစ်ကွင်းတက်တဲ့ကျနေတဲ့လုပ်ငန်းဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသမ္မနီနဲ့အလူမီနီယံသွင်းကုန်တွေပေါ်စီးကျက်ခွန်တိုးကောက်ခဲ့တယ်လို့ BMW ပါဝင်မက္ဆီကိုကဝင်တဲ့ကားအချို့ကိုလည်း အကောက်ကို25ရာခိုင်နှုန်းချမှတ်ခဲ့ပါတယ်။ဒါပြင်ရန်လိုပြီးတော့အလွဲလုတဲ့ EU ကိုစီးချက်ခွန်တိုးကောက်မယ်လို့လည်းချိန်ချောက်ထားပါတယ်။ EU ကလည်းလက်တော့မြန်မယ်လို့ကြေညာထားသလိုတွဲဆောင်ဆွေးနွေးဖို့လည်းတောင်းဆိုထားပါတယ်။အမေရိကန်ကစီးချက်ခွန်ကောက်တာရော EU ကတရုတ်မှာထုတ်လုပ်တဲ့လက်စစ်ကားတွေပေါ်အကောက်ခွန်တိုးကောက်တာတွေကြောင့်ပါ2025ဝင်ငွေဟာယူရို10ဘီလီယံထိနက်နာဖို့ရှိတယ်လို့ BNL CEO Oliver Zipse ကပြောပါတယ်။အခုခံမှန်းချက်ဟာရှော့ရှော့ပေါ့ပေါ့ခံမှန်းထားတာဖြစ်ပြီးတော့ ဒီစည်းချက်ခွန်တွေဟာတစ်နှစ်လုံးရှိနေမယ်လို့တော့မမျှော်လင့်ထားကြောင်းလဲစစ်စေကပြောပါတယ်။ဥရောပရဲ့အကြီးဆုံးကားလုပ်ငန်းတစ်ခုဖြစ်တဲ့ BMW ဟာမနစ်ကလည်းအမျက်ငွေ38ရာခိုင်နှုန်းကျော်ကြခဲ့ပါတယ်ခင်ဗျာ။ဒီနေ့ရာသီ Formula 1အဖွင့်ပြိုင်ပွဲဖြစ်တဲ့ Australia Grand Prix မှာ McLaren အသင်းက Lando Norris ဟာချန်ပီယံဆုရရှိခဲ့ပါတယ်။ပြိုင်ပွဲမှာမိုးရွာသွန်းမှုနဲ့အတူမတော်တဆမှုတွေပါရှိခဲ့ပေမဲ့လက်ရှိကမ္ဘာချန်ပီယံ Max Verstappen ကို ဗြိတိန်နိုင်ငံသား Norris ကကြော်ဖြတ်နိုင်ယူခဲ့တာဖြစ်ပါတယ်။မနစ်ကကမ္ဘာချန်ပီယံဆုအတွက်ဘတ်စတာပန်နောက်မှာကက်လျက်ရှိနေခဲ့တဲ့ Norris ဟာဒီနှစ်မှာချန်ပီယံဖြစ်လာဖို့အထိရည်ရွယ်ထားတဲ့လျောက်ရာသီစပြိုင်ပွဲကိုအနိုင်ရအောင်ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။လေးကြိမ်ဆက်ကမ္ဘာချန်ပီယံဘတ်စတာပန်ဟာပန်းဝင်ငါးနီးထိဖိအားပေးနိုင်ခဲ့ပြီးမယ်လဲ Norris ကသာသူ့ရဲ့၅ကြိမ်မြောက်ချန်ပီယံဆုကိုအရယူခဲ့ပါတယ်။ဆန်းနေနေကြလက်တွဲခဲ့တဲ့ Mercedes အသင်းကိုစွန့်ခွာပြီးတဲ့နောက် Ferrari အသင်းနဲ့ပွဲထွက်လာခဲ့တဲ့ Lewis Hamilton ကတော့အဆင့်၃၀နေရာမှာသာ ရည်တည်နိုင်ခဲ့ပါတယ်။ဒါကြောင့်ကမ္ဘာချန်ပီယံခုနှစ်ဆုရှင်ဟာမီတန်ကသူမျှော်မှန်းထားတာတပိုပြီးဆိုးရွားခဲ့တယ်လို့ဝန်ခံပြောဆိုသွားပါတယ်။အသက်16နှစ်အရွယ်မှာတည်းက Formula 1ရဲ့အငယ်ဆုံးကားမောင်းသမားဖြစ်လာခဲ့တဲ့ Andre Antonelli ဟာသရုပ်ထနေရာထိတက်လန်းနိုင်ခဲ့တယ်လို့သတင်းထဲသားဖြစ်တဲ့ Mercedes ကိုစားပြု George Russell ကလည်းတတိယနေရာရရှိခဲ့ပါတယ်။ဖြစ်တဲ့နယ်ပေါ်မှာ Thai ကိုစားပြုပြိုင်ပွဲဝင်ဖြစ်သူ Alex Albon ကတော့ပြင်ဆင်နေရာရရှိသွားပါတယ်။ လာမယ့်သတင်းပတ်ကုန်မှာတရုတ် Grand Prix ပြိုင်ပွဲကိုစက်တိုက်ကျင်းပဖို့ရှိနေပါတယ်ခင်ဗျာ။ Indian Wells Tennis ပြိုင်ပွဲ Final ပွဲစဉ်မှာပြည်ထိုင်ကစားသမား Jack Draper ဟာဒိမတ်နိုင်ငံသား Holger Rune ကို6နှစ်6နှစ်ရလနဲ့အနိုင်ရပြီးတော့ချန်ပီယံဖြစ်လာခဲ့ပါတယ်။ Draper ဟာကမ္ဘာစဉ်7နှစ်နေရာက Rune ကိုပွဲစဉ်တစ်လျှောက်လွှမ်းမိုးနိုင်ခဲ့တာကြောင့်အခုလိုမျိုးနှစ်ပွဲဆက်တိုက်အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒါဟာအသက်23နှစ်အရွယ် Draper အတွက်အမြင့်ဆုံးချန်ပီယံဆုဖြစ်တယ်လို့ ADB Master အဆင့်ပြိုင်ပွဲတစ်ခုမှာပထမဆုံးအောင်မြင်မှုလည်းဖြစ်ပါတယ်။ Indian Wells ပြိုင်ပွဲဟာ ADB Master အဆင့်ပြိုင်ပွဲတစ်ခုဖြစ်ပြီးတော့ Grand Slam ပြိုင်ပွဲကြီး၄ခုရဲ့အောက်ပစ္စမမြောက်အရေးကြီးဆုံးပွဲလို့ဆိုကြပါတယ်။စနေနေ့တုန်းက Semi Final အဆင့်မှာကမ္ဘာအဆင့်၃စပိန်ကစားသမား Carlos Alcaraz ကိုအနိုင်ရပြီးတဲ့နောက် Draper ဟာထိပ်တန်း၁၀ဦးဆင်းမှာပထမဆုံးအကြိမ်ပါဝင်လာခဲ့ပါတယ်။ဒါကြောင့်ပြည်ထောင်နိုင်ငံရဲ့နံပါတ်၁ကစားသမား Draper ဟာကမ္ဘာအဆင့်မှာလည်း၁၄ကနေ9ထိတက်လာခဲ့ပါတယ်။ ်လက်ရှိအချိန်မှာ driver ဟာ masters အဆင့်ပြိုင်ပွဲကိုအနိုင်ရခဲ့တဲ့၅ရောင်းမြောက်ပြီးတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်ခင်ဗျာကမ္ဘာသတင်းတွေကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ကျွန်တော်စိုက်ခင်နေပါ